ရာဇီကစားသမားကိုနိုင်ယူကမြမလက်သည်ကဘာကားတီအောင်ထက်ပြပြီးတော့ UFC Champion ဆုကမဝေးတော့ကြောင်းသက်သေပြလိုက်တဲ့ဂျိုရှူဝါပဲမြမလက်သည်ကိုကဘာကားတီအောင်ပြကဘရာဇီကမာလာပါတယ်ဆိုရဲလက်ဝိသမားကိုနိုင်ယူပြလိုက်တာကမြမနယ်ဝါချင်းတိုင်းရင်သားလေးဂျိုရှူဝါပဲဖြစ်ပါသည် ခုဆိုရင်တော့ဂျိုရှူအာဗန်ဟာမြန်မာလူမျိုးတွေတစ်ချိန်တုန်းကအိမ်မက်တောင်မှမတ်ဖို့ရင်မြန်မာလူမျိုး UFC Champion ဆိုတဲ့ဂုဏ်ပုဒ်ကိုရရှိနိုင်ဖို့မွေးတော်ဘူးလို့ဆိုရမှာပါအထူးသဖြင့်ဂျိုရှူအာဗန်ဟာအချို့သောလက်ဝဲသမားတွေလိုထိုးကြည့်ရရင်ပြီးရောလာထိုးတာမဟုတ်ပါဘူးရှုံလိုက်ပရိသတ်ကိုပြန်တောင်းပန်လိုက်လို့ပြီးတော့အရှုံးတန်တရားလေးနေတဲ့ကစားသမားမဟုတ်ပါဘူးဂျိုရှူအာဗန်ဟာ Flyweight Champion ဆိုတဲ့အရွယ်ချက်ရှိပါတယ်စိတ်အားထက်သန်မှုရှိတယ်လို့ပေါ်ပေမမှတ်ဘူး တပွဲတဲ့တပွဲပိုကောင်းလာတယ်။ဖောင်စင်စကေးကအတော်လေးမြင့်လာတယ်လို့ပါဝါတက်လာတယ်လို့ဆိုရပါမယ်။အထူးသဖြင့်ကောင်တာညာဝိုက်ကောင်းတယ်လို့လက်မျက်နှုံးလေးတက်လာပါတယ်။ဒါကြောင့်လေဘရာဇီးအားစားသမားကိုအလဲထိုးနိုင်ပြလိုက်တာပါ။အစောပိုင်းမှာတော့ဘရာဇီးကစားသမားဘရူနိုဆေးဗာကမြမလူမျိုးချင်းတိုင်းရင်သားဂျိုရှူဝါဗန်ကိုဒုတိယအချီမာတင်အမှောက်သိပ်အနိုင်ယူပြမယ်ဆိုပြီးတော့ကြုံဝါထားတာပါဘရာဇီးကစားသမားဘရူနိုဆေးဗာကြုံဝါမယ်ဆိုရင်လည်းကြုံဝါချင်စရာပါပဲ ဘရူနိုဆီဘာဟာပရော်ဖက်ရှင်နယ်ပွဲပေါင်း23ပွဲတိကစားထားပြီးတော့14ပွဲနိုင်6ပွဲရှုံးတရေနှစ်နဲ့တပွဲပြတ်ဖြစ်သလို UFC မှာတော့ရှစ်ပွဲကစားထားပြီး၄ပွဲနိုင်၃ပွဲရှုံးတပွဲပြတ်ဖြစ်ပါတယ်။ဒါကြောင့်လည်းဘရူနိုဆီဘာကကမ္ဘာပေါ်မှာဂုဏ်သိက္ခာကြီးမားဆုံး UFC ပြိုင်ပွဲကကစားသမားကောင်းလို့ဆိုရပါမယ်။ဒါပေမဲ့ဘလောက်ပဲကစားသမားကောင်းဖြစ်ဖြစ်ချင်းတိုင်းရင်သားဂျိုရှူအာဗန်ရဲ့ အားပါပြင်းထန်လာတဲ့လက်သီးဆွမ်းအောင်မှာဘရာဇီးယားကောင်းမာရီဆိုတဲ့ကောင်းလေးဖင်တိုင်းလေးကြားခဲ့ရပါတယ်။ဇော်လာရှေးရဲ့နေမနက်ပိုင်းစောပိုင်းမှာကစားခဲ့တဲ့မြန်မာကစားသမားဂျိုရှုအာဗန်နဲ့ဘရာဇီးကစားသမားဘရူနိုဆေးဗာရဲ့ UFC flyweight ပွဲစီကတော်တော်လေးကိုမှကြည့်လို့ကောက်ခဲ့ပါရီအထူးသဖြင့်ဘရာဇီသားသမားဟာသူ့ရဲ့ဝါနဲ့ကစားဖို့ကိုအခြေခံပြီးတော့အားပါတဲ့အခြေခံချက်တွေနဲ့ဂျိုရှူဝါဘတ်ကိုဖြိုးဖို့ကြိုးစားခဲ့တာပါအမန်တကယ်မှလည်းဘရူနိုဆေးဘားရဲ့အကြံကတကယ်ကိုမှလှုပ်ဖြစ်ခဲ့ပြီးတော့ဂျိုရှူဝါဘတ်ဟာပြိုင်မဲ့ကစားသမားရဲ့အခြေခံချက်တွေကြောင့်မကြာခဏလဲကျသွားခဲ့ရပါရီဒါပေမဲ့လည်းဂျိုရှူဝါဘတ်ဟာတခေတူမဟုတ်ပါဘူးဂျိုရှူဝါဘတ်ဟာဘောက်ဆင်းစကေးပုံမြင်လာသလိုလက်သီးတွေကလည်းပို့ပြီးတော့ပြင်ထန်လာပါရီဒါကြောင့်လည်းပထမပိုင်းချီမာတွေကဂျိုရှူဝါဘတ် ာရနေတာပါဒုတိယအချီမှာတော့ဂျိုရှူဝါဘင်ရဲ့ အားပြင်းပြင်းထန်တဲ့လက်သီးတွေကပို့ပြီးတော့ပြင်းထန်လာခဲ့ပြီးတော့မာပါရဲဆိုတဲ့ဘရာစီကစားသမားဘရူနိုစေဘာမျက်နှာတစ်ခုလုံးဖူးယောင်လာတာဖြစ်ပါတယ်။ဒီတရားမှာတခုပြောချင်တာကဖန်ရဲ့လက်သီးပါဝါနေတယ်ဆိုပြီးတော့ပြောကြတဲ့သူတွေကိုသိစေချင်တာကဘရာစီကစားသမားဘရူနိုစေဘာရဲ့မျက်နှာကိုကြည့်ရင်ဘန်လက်သီးပါဝါဘလောက်တက်တယ်လဲဆိုတာအတိုင်းသားမြင်သာစေပါတယ်။ဒုတိယချီမလေးဂျိုရှူအာဗန်ဟာဘရာစီကစားသမားဘရူနိုကိုအပြတ်အသတ်နိုင်ရှာခဲ့ပါတယ်။တတိယချီမတော့ဖန်ရဲ့လက်သီးတွေကိုဘရာစီကစားသမားဘရူနိုခဏရေးဆွဲမရှိတော့ပါဘူး။ဒါကြောင့်မလို့မြန်မာနယ်ဖာချင်းတို့ မျိုးဂျိုရှူအာဗန်ဟာ UFC ပွဲမှာသူ့ထည့်ဆင်းမြင်းနဲ့ဘရာဇီးသားသမားကိုနိုင်ယူပြနိုင်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်လည်းဂျိုရှူအာဗန်ရဲ့ ranking စစ်နေပုံမြင်လာဖို့ရှိနေတာပါအထူးသဖြင့် Joshua Van ဖြစ်ခြင်းနဲ့ UFC Flyweight Champion ဖြစ်ခြင်းနဲ့အိမ်မက်ကတဖြည်းဖြည်းနီးကပ်လာပြီလို့ဆိုရမှာပါ မြန်မာလူမျိုးတွေထဲမှာကချင်တိုင်းရင်းသားအောင်လအန်ဆန်ကဝမ်ချန်ပီယံရှစ်မှာကမ္ဘာချန်ပီယံဖြစ်ခဲ့ပွားပြီးဒီတော့ဂျိုရှူအာဗန်က UFC မှာမြန်မာကိုယ်ကိုစောင့်နိုင်မလားဆိုတာစောင့်ကြည့်သွားပါမယ်။ဗီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအရဂျိုရှူအာဗန်ရဲ့တိုးတက်လာတဲ့အစားပုံကိုဘယ်လိုမြင်နေဆိုတာပြောခဲ့ပေးပါဦးရှင်။